ချစ်တတ်ပါတယ်ဒါပေမဲ့ဘွားရုပ်ရှင်မဟုတ်လေရုပ်ရှင်တွေကတော့ချင်ယူရမှာပေါ့ပြင်မှာလောက်ွက်ဆိုတာကလေတရုတ်ဆောင်လောကမှာလောက်ွက်ဆိုတာမျိုးမရှိဘူးကိုပါရဲ့တခံဘယ်ဟာပဲဖြစ်ဖြစ်အဲ့တခံကိုတောင်းဝင်အခြေဆုံးဖြစ်အောင်လုပ်ဖို့တော့တွေးထားတယ်ပြီးပါတယ် delivery လုပ်တဲ့အခါမှာလည်းဆရာကလည်းအများကြီးပြောပြတယ်အကိုလည်းအများကြီးလက်တွဲခေါ်ပါတယ်ဟုတ်အကိုလို့ရပါတယ်အကိုလည်း ီနေ့ကတော့မကြိုးဘယ်လိုပြောရပါဆိုတော့ series လေးကြော်ပွဲပြီးပါအဲဆောင်းဝင်းထွန်းထွန်းရိုက်มาပြီးတော့မူကဒီထဲမှာပန်းနေနီချိုဆိုတဲ့ character လေးနဲ့ပေါင်းဝင်มาဖြစ်ပါတယ်ဟုတ်အဲ character လေးအတွက်ကတော့အများကြီးပြင်ဆင်ထားပါတယ်ဒီနာမည်ကြီးဝတ္ထုလည်းဖြစ်တဲ့ခါကျဝတ္ထုတွေကဇက်ကောင်နဲ့ပြီးတော့မူတွေးထားတဲ့ဇက်ကောင်ရဲ့ပြီးတော့ဆောင်းဝင်းထွန်းလိုချင်တဲ့ character လေးရဲ့အနည်းဆက်ဆုံးတော့တွေးထားပါတယ်ဟုတ်အရင်ရိုက်ထားတဲ့ကားတွေတော့မူပြန်မကြည့်ရသေးဘူးဒါပေမဲ့ဝတ္ထုတော့မူဖတ်ထားတယ်ပြီးတော့ဒီဇညွန်းကတော့ဝတ္ထုနဲ့နည်းနည်းလေးပြောင်းထားရရှိရပြီးတော့အရင်ကားတွေကလည်း ဝိထုနဲ့တပုံစံနဲ့တူတာမျိုးရောမဟုတ်ဘူးပေါ့နော်နည်းနည်းလေးတော့ဇလန်အရာပြောင်းထားတဲ့ဟာလေးရှိရခါကြတော့အဲအဓိကတော့မူအခုရိုက်မဲ့ဇညွန့်ကိုပဲပို့ပြီးတော့အားဆိုင်ပြီးတော့ဖက်ဖြစ်တယ်ဟုတ်မူရောတော့ character တစ်ခုရလာရင်နမကြီးဝိထု character ပဲဖြစ်ဖြစ်အော်တသက်ဖန်တီးတဲ့ character မျိုးပဲဖြစ်ဖြစ်ပဲ character ပဲဖြစ်ဖြစ်မူတို့အတွက်ကတောင်းဝန်ကြီးပါတယ်ပရိသတ်ကိုအကောင်းဆုံးချက်ပြခြင်းနဲ့ပြီးတော့အဲဒီဘယ်လိုပြောရမလဲဇညွန်ဆရာရေးထားတဲ့ဟာဝတ္ထုရေးထားတဲ့ဝတ္ထုဆရာမရေးထားတဲ့ character နဲ့မတူမှာပြီးတော့ဆာဖက်ပရိသတ်ရှိတာပေါ့နော်ဆာဖက်ပရိသတ်ရဲ့ ရှင်တဲ့ကိုမရောက်မှာတော့မူတို့တောင်းဝင်ကြည့်ပါတယ်ဟုတ်ချစ်တက်ပါတယ်ဒါပေမဲ့ဘွားရုပ်ရှင်မဟုတ်လေရုပ်ရှင်တွေကတော့ချင်ယူရမှာပေါ့ပြင်မှာမူတို့ဒီ character တွေဇက်ကောင်တွေကတော့မကွဲပါအောင်ဇက်သဘောတရားအရာလေးနည်းနည်းလေးပဲကွဲတာပါထွက်လာတဲ့ခါကျရင်ကြည့်ပြီးတော့အားပေးကြပါအောင်ဟုတ်အတိတ်ကတော့မူတို့ character ကလူမုံရမယ့် character ဆိုရင်မူတို့အမုန်းခံရတယ်ဆိုရင်ဒါ character အောင်မြင်မှုပါပဲ အဲပြီးတော့အခုပြိသက်ကဟိုးရင်တော့ပြိသက်တွေလိုမျိုးဒီဇကားထဲမှာဒီလိုဖြစ်လို့အပြင်မှာလည်းဒီလိုဖြစ်မယ်ဆိုတော့အမြင်နေမရှိတော့ဘူးဇကားကိုဇကားလိုကြည်လာရဲရုပ်ရှင်ရုပ်ရှင်လိုလက်ခံလာကြရဲပြီးတော့ဒီ character ကိုလည်းမုန်းတဲ့အချိန်မှာအများကြီးအားပေးကြရဲအဲချစ်ရမယ့် character ဆိုလည်းသူတို့အများကြီးချစ်ပေးကြရဲအတွက်လည်းမူရတော့ကတော့အရင် villain လောက်ရတာပဲဖြစ်ဖြစ်အရင်တော့ဆို villain လောက်ရမှာကြောက်ကြရဲလေတယောက်ဆောင်နေဒါပေမဲ့အခုကတော့ villain လောက်ရမှာကိုလည်းအဲ့လောက်ကြီးထိတိတ်ပြီးရောဟိုမကြောက်တော့ဘူးပေါ့နော်ဟုတ်အဲအတွေ့အကြုံကတော့ စားရိုက်တော့ကလည်းအခုနဲ့တော့မတူဘူးပေါ့နော်ဒါပေမဲ့မတူဘူးဆိုပေမဲ့အများကြီးလိုသေးရယ်မူတို့ထပ်ပြီးလေ့လာမယ့်ဟာတွေမူတို့မသိတဲ့ဟာတွေအများကြီးရှိသေးရယ်ပေါ့နော်မူဆွမ်းနာကလည်းပြောတယ်ဘာလဲဆိုတော့ဆရာဝန်းထွန်းနဲ့စကားပြောတဲ့ခါကျဆရာကအဓိကစကားကိုစကားဖြင့်ပြီးရောဆိုတာမျိုးဘယ်တော့မှမပြောဘူးသူက point လေးရှိရယ်မှတ်မှတ်သားမယ့်ဟာတွေရှိရယ်လေ့လာမယ့်ဟာတွေရှိရယ်အဲ့ဒါတွေကတော့ဘဝကဘယ်တော့မှကုန်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့မူတို့လည်းအများကြီးလေ့လာနေစေပါဟုတ်ဝမ်းသာပါတယ်ပညာကဝယ်လို့ရတဲ့အရာမဟုတ်ဘူးလေမူတို့အဲတင်းနှန်းသွားတက်လဲ င်တတ်မှရတဲ့ပညာနဲ့တကယ် on စင်းမှရတဲ့ပညာနဲ့ကမတူဘူးပြီးတော့ဘယ်လိုပြောရမလဲစာဖတ်တဲ့ပညာကတော့စာကတော့စာပဲပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာသိရတဲ့ဟာဆရာတို့ဘွားတဘွားလုံးရင်းနှီးပြီးတော့ရလာတဲ့အတွေ့အကြုံကို sharing လုပ်တာနားထောင်ရတဲ့ဟာနဲ့စာအုပ်ထဲကပါတဲ့ဟာနဲ့မတူတဲ့လိုမျိုးပဲပေါ့နော်နှစ်ခုလုံးကတော့ပညာရကြရပါဟုတ်အထူးကတော့လေငိုးပြောတဲ့လိုမျိုးပဲလူတယောက်ကိုချစ်တာဒါကယောက်ျားလေးမှမဟုတ်ဘူး main ကလေးမှမဟုတ်ဘူး ချစ်တာပဲအဲ့တော့မိုးအတွက်ကဒီလူတယောက်ကိုချစ်တယ်ဆိုရင်အရင်တော့ဂျီရန်ကားရိုက်တော့ကလည်းမင်းကလေးကိုချစ်ခဲ့တယ်အခုယောက်ျားလေးတယောက်ကိုချစ်တယ်ဒါကဂျန်တာပဲကွဲသွားတယ်ချစ်တာချစ်တာချင်းတူတူပဲအဲ့တော့တိတ်ပြီးတော့အခက်ခဲမရှိဘူးစိတ်ဒီ emotion နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ရတဲ့အပိုင်းတိတ်ပြီးတော့အခက်ခဲမရှိဘူးဒါပေမဲ့အခုက ကိုညီထုတ်ခေါင်ဖြစ်တဲ့အခါကျတော့ကိုယ့်အကိုနဲ့ယဉ်နီးမှုလေးတော့ယူရတယ်။ယောက်ျားလေးမိန်းကလေးကကျတော့မိန်းကလေးအချင်းချင်းအကြအပြစ်မှာယဉ်နီးလွယ်တယ်ပေါ့နော်။ယဉ်နီးလွယ်တယ်။ယောက်ျားလေးနဲ့ကျတော့နည်းနည်းယဉ်နီးဖို့ခက်တဲ့အပိုင်းလေးရှိတယ်။အဲ့ဒါလေးတွေပါပဲ။ကျွန်တော်ကတော့တိတ်ပြီးတော့ထွေးထူးမရှိပါဘူး။ခင်ပါရဲ့အကိုအကိုကအများကြီးတင်ပေးတယ်ပြီးတော့အများကြီးတွဲခေါ်ပေးတယ်။မို့လို့ဒီတရုတ်ဆောင်တဲ့ခါကျတယောက်တစ်ခါကောင်းလို့မရဘူးပေါ့နော်။နှစ်ယောက်လုံး chemistry မိမိလေးဖြစ်ဖို့အတွက်အများကြီးတင်ပေးပါတယ်။ delivery လုပ်တဲ့အခါမှာလည်းဆရာကလည်းအများကြီးပြောပြတယ်။အကိုလည်းအများကြီးလက်တွဲခေါ်ပါတယ်။ဟုတ်။အဲ့လိုမျိုးတော့တိတ်ပြီးတော့မရှိဘူး။ဒါပေမဲ့ ေးလာတဲ့ character ကိုအကောင်းဆုံးလုပ်ဖို့ပဲရှိတယ်ပြီးတော့ရိုက်ချင်တဲ့ character လေးတော့ရှိတယ်ဒါပေမဲ့အဲ့ဒါလေးကရိုက်တော့မယ်မရိုက်သေးဘူးရိုက်ရင်ပြောပြမယ်ပူတယ်လေဒီလိုဝဲရတာအပြင်မှာလည်း t-shirt နဲ့ဘာမှမရှိဘူးဝတ်တာအဲ့တိုင်းပဲဟုတ်အားကိုလို့ရပါတယ်ခုလည်းစကားတိုင်းကတော့အမှတ်တရတယ်အများကြီးပါပဲအဲ့ကားမှာကျတော့အဓိကတော့ဟို LGBT ကို sporting လုပ်တဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အမှတ်တရဖြစ်တာပေါ့နော်ဟုတ် character ကြိုက်ရင်တော့ရိုက်မှာပါ ကာရက်တာကတော့ဟိုဘယ်လိုပြောမလဲရွေးတော့ရွေးရပါတော့ရွေးရဆိုတာဟိုလိုမျိုးအများကြီးကြီးများပြီးရွေးရတော့မဟုတ်ပါဘူးအဲကို့ကိုပေးလာတဲ့ကာရက်တာလေးကိုကိုသဘောကျတယ်ဆိုရင်ပြီးတော့ဟိုဆက်ပေါ့နော်ဇလန်းလေးသဘောကျတယ်ဆိုရင်တော့မူစူးစမ်းပြီးတော့လုပ်ပါတယ်လောက်ွက်ဆိုတာကလေတရုတ်ဆောင်လောကမှာလောက်ွက်ဆိုတာမျိုးမရှိဘူးကိုပါရဲ့တခံဘယ်ဟာပဲဖြစ်ဖြစ်အဲ့တခံကိုတောင်းဝင်အခြေဆုံးဖြစ်အောင်လုပ်ဖို့တော့တွေးထားတယ်ဟုတ်ဆိတ်လို့ရှားပါတယ်ဒါဆရာဝန်းထွန်းနဲ့ပထမဆုံးစုံမဲ့ကားလည်းဖြစ်တယ်ပြီးတော့ဆရာကလည်းဇလန်းရွဲကရိုက်တာနဲ့တယ်လေး ပထမဆုံး challenge အတွက်လို့ပြောလို့ရအဲ့အတွက်လည်းစိတ်ကိုလှုပ်ရှားတယ်ပြီးတော့မကြိုးဘူးလို့ပြောရပါဆာဘပရိသတ်အတွက်လည်းစိတ်လှုပ်ရှားတယ်အရင်ရိုက်ထားတဲ့အတားအကြီးတွေအတွက်လည်းစိတ်လှုပ်ရှားတယ်ဒါကတော့အိမ်အောင်ရေးဇလန်းပေါ့အိမ်အောင်ရေးဇလန်းဆိုတော့ပုံမှန်အပြင်မှာဖြစ်နေတဲ့အတိုင်းပါပဲအများကြီးထူးခြားမှုမရှိဘူးမူလို့တယောက်ဆောင်နေဆိုတာအပြင်က character တွေအပြင်မှာဖြစ်နေတဲ့ဟာတွေကိုအနည်းဆက်ဆုံးပုံဖော်ရတဲ့ character ဖြစ်တဲ့အတွက်အပြင်မှာဖြစ်နေကြဇလန်းမျိုးလေးပါပဲအဲဒီကားလေးထွက်လာကြတဲ့အခါကျလို့ရှိရင်အများကြီးကြည့်ပြီးတော့အများကြီးဝေဖန်ပေးကြပါအောင်တကယ်လို့မူရဘကအမမအရင်ရင်တခုခုရှိခဲ့တယ်ဆာဘပရိသတ်ရဲ့ ဟိုတွေးထားတဲ့ character တွေနဲ့မညီခဲ့တာရှိလို့ရှင်လဲမတို့ဒီကနေပြီးတော့ပဲအရင်ဆုံးနားလဲပေးပါလို့ပြောချင်ပါတယ်အများကြီးချစ်ပေးကြပါအောင်လို့တစ်ဖွဲ့လုံးဟုတ်ကျေးဇူးပါဟုတ်